ောင်ပန်းများကျိုးပြတ်ခြင်းဒုတိယပိုင်း Yawni sonin zane ye Kanchama go pe nyan nai ba ma le Loka ye so yaw mo Icho ya re ga Jama ro tin tha da that po pi shout thwe ni da de Jama ko jama sait do ya ma la Bdu sait do ya ma ma ti do ba au အခုနန်းကလေးရကရုတ်တရက်ကြီးကျမရှိမှပေါ်လာတာလေလမ်းလို့တည်တော့မှာပဲတရေလည်းမဟုတ်ဘူးလူမလူအစ်စ်ကလေးတွေကလည်းသူတို့အမေမတည်သေးဘူးဆိုတာကိုသိနေကြတယ်မတည်သေးတာကကိုစောမောင်တယောက်တည်းများလားဟာရှုပ်ထွေးလိုက်တာကျမရွေးချယ်ခဲ့တဲ့လမ်းကမှားနေခဲ့တာများလားနန်းကလေးရကရောဘာကြောင့်များပုံရွှေဝက်ရှုံနဲ့ရှင်းတန်နေရတာလဲ ကလေးတွေက သူ့အဖေရှိမှဆို အမေအကြောင်းတခေါမှမဟုတ်ကြဘူး။ကျမစိတ်ထဲမတင်မကြဖြစ်နေရကြောင်းနန်းကလျာခေါ်တဲ့စီကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။ကိုစောင်းမောင်တယောက်ခီးရပြန်မရောက်သေးတာကြောင့်ကလေးတွေကိုကြောင်းပုတ်ပြီးအပြန်တောင်ကုန်းခွေလေးမှာရက်ထားတဲ့မြင်းလဲလေးပေါ်ကိုတက်လိုက်လာခဲ့တယ် မြင်လဲမောင်းတဲ့သူကတခြားသူမဟုတ်ပါဘူး။ပဝါခြုံထားတဲ့နန်းကလျာကိုယ်တိုင်ပါပဲ။မြင်လဲလေးကိုအင်ကြီးနဲ့တတော်ဝေးဝေးမောင်းလာလိုက်ရင်မှရွာငယ်လေးတစ်ခုအကျော်ကအင်္ဂလိပ်ရှိမှရက်လိုက်တယ်။ကျမကိုကုတ်ပြက်လေးပေါ်နေရာထိုင်ခင်းပေးပြီးနန်းကလျာကကျမရှိမှဝင်ထိုင်တယ်။တော်တတိရှိရပါပဲ။ ကလေးတွေကိုလည်းချစ်တက်လိုက်တာဘလို့ဖြစ်လို့ကိုစုံးမောင်နဲ့လက်ထပ်ဖြစ်ခဲ့ရလဲ။ तू ကလေးတန်းခက်အေးအေးနဲ့မေးတယ်။ကျမလည်းအမှန်တိုင်းပဲပြောလိုက်ပါတယ်။ကျမရှင်သေးသွားပြီလို့ပဲသိထားခဲ့တာကြောင့်ကျမဘဝကိုကိုစုံးမောင်နဲ့ဒီလိုမျိုးလေးမှအေးအေးဆန်းဆန်းဖြတ်တမ်းမယ်လို့စိတ်ကူးပြီးတော့လိုက်လာခဲ့တာ။ကိုစုံးမောင်လို့အရေးချင်းရှိရလို့ပေါ့တွေ့တာမိခဲ့တာကြောင့်ပေါ့။ तू ကကျမစကားကို အလိုမကျဟန်အရေးကလေးတောင်မပြပဲ။ဟုတ်တယ်။ ငါသေးပြီးသားပဲဒါပေမဲ့မသေးသေးဘူးဆိုပါတော့ငါဒီလိုနေနေသေးတာဘယ်သူမှမသိဘူးကလေးတွေတော့သိပါတယ်ကိုစောမောင်အိမ်မှာမရှိရင်ကလေးတွေကငါသွားတွေ့ဖြစ်တယ်မင်းမသိဘူးမလားစောမောင်ကငါနောက်မှာအိမ်ကိုခေါ်တဲ့မိန်းမတွေမှာမင်းကတတရမြောက်ပဲဆိုတာလေရှင်နန်းကလေးရစကားကြောင့်ကျမကိုကျမမှားသွားပြီဆိုတဲ့အတွေ့တွေဇက်တိုက်ဝင်လာတယ်ကျမယုံကြည်ခဲ့တဲ့လူကကျမကိုလှည့်ပြားခဲ့တယ်ဆိုတာမယုံနိုင်ဘူး ကျမကလေးတွေပေါ်မြစ်တာထားခဲ့သလားကျမအပေါ်တော့လိန်ညာခဲ့တဲ့လူစောမောင်ငါ့ကိုနေရင်လို့နှိမ့်ဆက်ခဲ့တယ်။ तू ကမချစ်တတ်ဘူး။ तू မှာအချစ်ဆိုတာမရှိဘူး။ तू ကလူတွေကိုနှိမ့်ဆက်ရတာသဘောကျရဲ့လေ။ငါ့ကိုလက်ထက်ခဲ့တာလဲချစ်လို့မဟုတ်ဘူး။ပိုင်ဆိုင်ခြင်းုံတသက်ပဲ။လူမြင်ကွင်းမှာတော့ငါတိတ်ကိုအချစ်ခံရတဲ့မိန်းမပေါ့လေ။တချင်ကနန်းကလေးရဆိုတာကလည်းအားကျခံရတဲ့မိန်းမ။ဒါပေမဲ့အင်ကြီးရဲ့မှာ ညစဉ်ရက်ဆက်ငရဲကြနေအောင်တော့ဘသူမှမသိကြဘူးဒီနေ့ငါ့ကိုနှိပ်စက်ရင်းနဲ့လက်လွန်သွားတယ်။ तू ကငါတေးပြီးဆိုပြီးတော့အိမ်အနောက်ကရှိုးရဲကိုပြစ်ချခဲ့တာပေါ့။ငါကပဲကန်ကောင်းတာထင်တယ်။ငါမတေးခဲ့ဘူး။နောက်မိန်းကလေးတွေလည်းဆ iam မလိုလို မိန်းမလိုလိုနဲ့ခေါ်လာခဲ့တယ်။နောက်နှစ်လလောက်ကြာတော့မြို့ကိုပြန်သွားတယ်လို့တတင်းလွှင့်လိုက်ပြန်တာပဲလေ။အမှန်တော့ तू ကိုယ်တိုင်တက်လိုက်တာပဲလေ။ तू ကအဲ့လိုရက်ဆက်ရုပ်မှာပြီးတော့တွေးအေးတယ်လူ။ နန်းကလေးကပြောနေတာတွေကိုကျမအံ့ဩနေမိတယ်။လက်ခံလို့မရတဲ့ဖြစ်ရက်ကြီးကိုကျမကိုမယုံယုံအောင်ပြောနေတယ်လို့ပဲ။ဘာကြောင့်ဒီလိုခေါ်ပြောနေရလဲဆိုတာကျမနားမလည်နိုင်တော့ဘူး။ကိုစောမောင်ကအဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာကျမသိရဲ့။ကဲပါမင်းမယုံလဲမတက်နိုင်ဘူးတခုတော့မှားလိုက်မယ်နော်ငါသားတွေတခု ထိခိုက်ရင်တော့မင်းကိုလည်းအရှင်းမထားဘူး ကျမသူ့အိမ်ကနေပြေးထွက်လာမိတယ်။သူ့ကိုနောက်ပြန်လှည့်ကြည့်ပြီးတော့လက်ကိုပိုက်ပြီးမျက်လုံးစစိမ့်တွေနဲ့စိုက်ကြည့်ကကြံနေခဲ့တယ်။ကျမပြင်းရင်ရွာလမ်းမပေါ်ရောက်တော့ဈေးသွားမဲ့ထော်လာကြီးတစည်းပေါ်တက်ပြီးအိမ်ပြန်လာခဲ့လိုက်တယ်။အိမ်ရောက်တဲ့အထိကျမကြောက်စိတ်တွေဝင်နေတော့မယ်။ဘယ်အချိန်များနန်းကလေးရတယောက်ပေါ်လာမလဲဆိုပြီးနောက်ကျုံးမလုံးဖြစ်နေမိတယ်။ကိုစောမောင်ကသူပြောသလိုရက်ဆက်ကြမ်းကြုတ်တဲ့သူလား။ တကယ်ပဲနန်းကလေးရကိုရော တခြားမင်းကလေးတွေကိုပါတက်ပစ်ခဲ့ရလားကျမအသက်ရှင်ဖို့လမ်းကို ကျမရှာရတော့မယ်ကျမနန်းကလေးရကိုလည်းမယုံဘူးကိုစောမောင်ကိုလည်းမယုံတော့ဘူးကိုစောမောင်ကတော့ဖန်ဆောင်နေရလဲဖြစ်နိုင်ပါတယ်ဒါဆိုရင် ကျမကို तू ကသူ့ကလေးထိမို့လက်ထက်ခဲ့တာကျမကိုချစ်လို့မဟုတ်ဘော့